ပရိသတ်ကြီးရှိဒီတခါမှာတော့ငလျင်ဘေးဒဏ်ကြောင့်ခင်ပွန်းဖြစ်သူအိမ်ထောင်ဦးစီးကိုဆုံးရှုံးခဲ့ရတဲ့မိခင်တွေအတွက်အလွန်ကြိုးရှိမဲ့အာဂမိခင်တို့ဦးဖြစ်တဲ့နတ်မြတ်ဖြိုးသိန်းရဲ့လှုပ်ဆောင်ချက်လေးအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စင်ကယ်မာသားလေးနတ်မြတ်ဖြိုးသိန်းဟာ ငလျင်ဘေးဒဏ်ကြောင့်ချစ်ရတဲ့အိမ်ထောင်ဦးစီးကိုဆုံးရှုံးခဲ့ရပြီးဘဝရေမတီမငင်ဖြစ်နေကြရမယ့်မိသားစုတွေအတွက်အလင်းရောင်တစ်ခုကိုယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်။သူမဟာပညာတဲ့တယောက်ပြီးပြီးဒုက္ခသည်တွေကိုအပေါ်ယံတခါလာအဆင်ပြေစေမယ့်ပုံစံမျိုးနဲ့လူတန်းပေးတာမျိုးမဟုတ်ပဲငလျင်ဘေးကြောင့်သူမလို့ single မသားတွေဖြစ်သွားကြတဲ့သူတွေအတွက်ရေရှည်တည်တဲ့စွာထောက်ပံ့ပေးနိုင်မယ့်အစီအစဉ်တစ်ခုကိုအခုလိုချပ်ကြခဲ့တာပါ။ နမ်မြက်ဖြိုးသိန်းကဒီငလျင်ဘေးမှာဘဝရီပြန်လဲတီတီမမတ်ရည်တည်နိုင်ဖို့အတွက်နမ်မြက်တဲ့နိုင်တဲ့လောက်ရေရှိထောက်ပံ့ပေးချင်ပါတယ်။ဒီငလျင်ဘေးမှာအိမ်ထောင်ဦးစီးဆုံးရှုံးရပြီးတာသမီနဲ့စင်ကယ်မသားဖြစ်သွားတဲ့သူတွေရှိရင်နမ်မြက်ကိုဆက်သွယ်ပေးပါလို့ပြောကြားခဲ့ပါတယ်။နမ်မြဖြိုးတင်းရဲ့စီစဉ်မှုအရလာစင်တသိန်းချစီကိုတနစ်တီတီထောက်ပံ့ပေးသွားမှာဖြစ်ပြီးကနအူးအနေနဲ့၅အူးအတွက်ဒိန်း60ချက်ကိုဒူမကိုတိုင်းစီစဉ်ထားပါတယ် မွေတသိန်းဆိုတာအများကြီးမဟုတ်ပေမဲ့နောက်လာမှာသုံးဖို့စိတ်တွေရှိမယ်ဆိုတဲ့စိတ်လုံခြုံမှုလေးနဲ့ထောက်ပံ့ပေးချင်တာပါလို့နမ်းမြဖြိုးသိန်းကရှင်းပြပါဗျ။ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်တွေကတော့တနစ်တာကူညီထောက်ပံ့ပေးခြင်းဖြစ်ပုံမှန်ဘဝစီကိုပြန်တက်လန်းချိန်လီကားထက်လေးတစ်ခုဖြစ်စေလိုခြင်း။အမျိုးသမီးများလည်းယုံထနိုင်စေခြင်းတို့ပဲဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးဆုံးရှုံးခဲ့ရတဲ့စင်ကယ်မသားများအနေနဲ့နတ်မြဖြိုးသိန်းကိုဆက်သွယ်လိုပါက2998119ခုနှစ်93ရက်ဝယ်ချက်ကနေဆက်သွယ်ပေးရမှာဖြစ်ပါတယ်မလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငရင်ကြောင့်အိမ်ထောင်ဦးစီးဆုံးရှုံးရကြောင်းအထောက်အထားများပေးပို့ရမှာဖြစ်ပြီးဝယ်ပယ်ကနေပြန်လည်ဆက်သွယ်ပေးမှာဖြစ်တာကြောင့်မိမိရဲ့ကိုပိုင်ဝယ်ပယ်နံပါတ်ဖြစ်ဖို့လိုအပ်ပါတယ်ခက်ကတ်စပီကွန်တုံးဟုတ်လော်ဂျီနိုဖစီဂျီကနေစာရင်းမပို့ဘူးလေမိတ္တရဲ့ခတ်ထားပါတယ် အဘီလကုံအထိလူခံပုဂ္ဂိုလ်စီရင်ပေးသွင်းခြင်းကိုဖွင့်လှစ်ထားတာဖြစ်ပြီးမေလတလလုံးစီရင်စစ်ဆေးခြင်းနဲ့လူရွေးချယ်ခြင်းများပြုလုပ်သွားမှာပါမေလ15ရက်နေ့မှာမိသူများကိုထောက်ပံ့မည်ဆိုတာကိုဝေတာကနေတဆင့်အကြောင်းပြန်ပေးမှာဖြစ်ပြီးမေလကုံမဆက်တင်ကလစဉ်တသိန်းကျစီစတင်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်အလူရှင်များအတွက်နတ်မြဖြိုးသိမ်းဤမေတ္တာရဲ့ခံချက် လမ်းမြဖြိုးတင်းရဲ့ဒီစီစဉ်လေးကိုကြုံညာပေးလိုက်တဲ့အခါမယုံနိုင်စရာကောင်းတော့အောင် သူမရဲ့အလူမှာပါဝင်ဖြည့်ဆည်းပေးမဲ့သူတွေအများကြီးရှိခဲ့ကြောင်းသူမကအခုလိုပဲပြောကြားခဲ့ပါဗျာ။ အလူရှင်တွေအများကြီးဘွိနိုဗေးဂျာမှာဆက်သွယ်ထားကြတာကျေးဇူးအများကြီးတင်ပါတယ်ရှေ့အမှန်တမ်းပြောရရင်အဲ့လိုလူရှင်တွေအများကြီးဆက်သွယ်ကြမယ်လို့ကြိုတင်မတွက်စမိပါဘူး၁၀ရောက်လောက်ရလဲ၁၀ရောက်ကိုလူရတာပဲဆိုပြီးဒီစီစဉ်လေးကိုဆက်တင်လိုက်တာပါအခုလိုအများကြီးလူရမယ်ဆိုတော့အယောင်ဝန်တာမိတာအမှန်ပါဒါပေမဲ့အခုကပြည့်ရက်လဲဖြစ်တော့နမ်မြက်ရဲ့ဝန်တန်းတွေလဲခွင့်ယူကြတာမလို့လူရှင်များကိုစပြန်နာနည်းနည်းလေးနောက်ကျနေခဲ့ရင်ရုံးဖွင့်ရတွေအထိစောင့်ပေးဖို့မေတ္တာရဲ့ခံကျင်ပါတယ်ဒီလို့ ရေရှည်လူကလည်းအလှူမွေလက်ခံလက်ယုံနဲ့ပြီးသွားတာမဟုတ်ပဲလူရှင်ကဘယ်နှယောက်အလူခံကဘယ်နှယောက်နဲ့ချိဆက်ရမလဲအသေးစိတ်စီစဉ်ရမှာမလို့စိတ်ရှိစွာနဲ့စောင့်ပေးပါဦးနော်အလူရှင်များနေချိတ်ငွေကြိုလွှဲခြင်းမပြုလုပ်ကြရင်ကိုလည်းနတ်မြဖြိုးတင်းကမေတ္တာရခံထားပါတယ်သူမရဲ့ဝက်တယ်နံပါတ်3မိဒီလက်ထန်ကေးမှဖွင့်ထားခြင်းမဟုတ်တာကြောင့်သူမဆက်သွယ်လာမှသာငွေလွှဲပေးကြရင်တတိပေးထားတာကိုတွေ့ရပါတယ်မိမိတို့ရဲ့ဒါသမီးတွေအားတင်းထားကြပါ